အာနာသိန်းစကောင်စီတက်ကနိုဝင်ဘာလမှာနိုင်ငံတော်လေကြောင်းဘုံကျဲတက်ခတ်မှုအချိန်ပေါင်း200ကျော်ပြုတ်လုခဲ့ပြီးပြည်သူ148ယောက်သေဆုံးခဲ့တယ်လို့အမျိုးသားညညရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဟာစစ်ကောင်စီကအရတားပြည်သူတွေပေါ်ပပောင်းစုံကအလူခွင့်ရေးချိုးဖောက်မှုတွေနဲ့တက်ခတ်မှုတွေကိုမှတ်တမ်းတင်ပြီးနိုဝင်ဘာလ30ရက်ထိရရှိထားတဲ့အချက်အလက်တွေကိုအသိပေးကြတာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းခြင်းကဆက်လို့ 2025နိုဝင်ဘာလကုန်ထိဆိုရင်စစ်ကောင်စီရဲ့နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4200ရှိခဲ့ပြီးဒေသုံးသူအရေအတွက်ကတော့အယောက်ပေါင်း4480ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်နိုဝင်ဘာလတလထဲမှာတင်စစ်တပ်လေကြောင်းတိုက်ခိုက်မှု200တကြိမ်ရှိခဲ့ပြီးဒေသုံးတဲ့ပြည်သူအရေအတွက်ကတော့148ရောက်ရှိခဲ့တယ်လို့ NUG ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရတာပါလက်ရှိမှာစစ်ကောင်စီတပ်ဟာတရားမဝင်ရွေးကောက်ပွဲအတွက်အားစိုက်ပြင်ဆင်နေပြီး တစ်ဖက်မှာလည်းအကြမ်းဖက်မှုတွေကိုပုံမအရှင်မြင့်အလုံဆောင်နေတယ်ဆိုတာလောက်ပိုင်းအတွင်မြင့်တက်လာတဲ့အကြမ်းဖက်မှုဂိမ်းကနန်းတွေအရာသိနိုင်ပါတယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုထားပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလေကြောင်းတက်ခိုက်ခံရလို့စာသင်ကျောင်း430ဈေးရုံစည်းကမ်း139ခုနဲ့ဘာသာရေးအဆောက်အုံ620ခုပြည့်စည်ဆုံးရှုံးခဲ့တယ်လို့လည်းအသိပေးထားပါတယ်စစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်ရမှာတိုက်လေရင်လေရင်အုံပြုတ်တက်ခိုက်တာအပြင် drone ပါရာမော်တာ gyrocopter တွေအသုံးပြုတက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်အာဏာသိမ်းဖို့စတင်စ조사ခြင်းကစပြီးလက်ရှိအချိန်ထိစစ်ကောင်စီရဲ့အရက်သားတွေပေါ်ကျူးလွန်တဲ့ဖြစ်စဉ်တွေဟာဂိတ်ကနန်းတွေအရမရက်တံပဲဇက်တိုက်တိုးလာနေတယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်ရှင်